မကြီးရဲ့တမျိုးမမြင်ပါနဲ့ကို့အမလို့သဘောထားပြီးမေးချင်လို့ပါတဲ့မအကြီးပြောသလိုဆိုရှေးဆိုင်ပန်ရှင်တွေကဘယ်မျက်ကိုစားတယ်လဲလို့သိလို့ရမလားခင်ဗျပြန်မဖြေလဲရပါတယ်တကယ်သဘောရုံနဲ့မေးရမှာခင်ဗျအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ကိုမိုးဒီပါဗျအခုကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ရွှေဆိုင်တွေမှာအမျက်ဘလို့ရကြလဲဆိုတာကိုဘိုးသူသားနေနဲ့ပြန်လည်မျက်ဝေထားတဲ့ဗီဒီယိုလေးမလို့အဆုံးထိလိုက်ပါကြည့်ရှုဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဗျာ မာကြီးရဲ့တမျိုးမမြင်ပါနဲ့ကို့ဥမလို့သဘောထားပြီးမေးချင်လို့ပါတဲ့မာကြီးပြောသလိုဆိုရှေးဆိုင်ပန်ရှင်တွေကဘယ်မျက်ကိုစားတယ်လဲလို့သိလို့ရမလားခင်ဗျာပြန်မဖြေလဲရပါတယ်တကယ်သဘောယူနဲ့မေးရမှာခင်ဗျာဆိုအမအရင်တော့အဲ့အကြောင်းအရာတွေပြောပြီးသားနော်အများကြီးအရှိဗီဒီယိုတွေမှာအများကြီးရှိတယ်ဆိုတော့ရွှေဆိုင်ပန်ရှင်တွေကဘယ်မျက်ကိုစားတယ်လဲဆိုရွှေဆိုင်ပန်ရှင်တွေကအယောအတွက်ကိုစားတယ်အယောအတွက်ကိုစားတယ်ရွှေဆိုင်ပန်ရှင်တွေက သူတို့ရဲ့ပိုင်ဆိုင်မှုတံပိုးဒီရွှေရရွှေပဲရွှေနဲ့ပဲထားတာဖြစ်တဲ့တော့ကြောင့်ရွှေရရွှေပဲဘာကိုစားသလဲဆိုအယော့တက်ကိုစားတယ်အဲ့တော့ပစ္စည်းတစ်ခုအခောက်ရွှေရနေ15ပဲကြီးကိုဆက်လိုက်တယ်15ပဲကြီးကိုဆက်လိုက်ပြီးရင်အထည်အဖြစ်ကိုဖန်တီးတယ်အဲ့တော့ဗဒိန်ဆရာကအထည်အဖြစ်မှာဥပမာ၄ရွေးပေးရတယ်ဆိုရင်စိုင်းရှင်ကလည်းသူ့ရဲ့အအမျက်အနေနဲ့အဲ၄ရွေးသူကယူတယ်၅ရွေးလည်းယူခြင်းယူမှာပေါ့နော်ဆိုတော့စိုင်းရှင်ရွှေစိုင်းပိုင်ရှင်တွေရဲ့အမျက်ဟာအယော့တက်မှာရှိပါတယ် เนาะอยอดดรหาตรุสั่งရှင်เนี่ยอเมียเอ้อรอยอดดรဆိုလို့ရှင်เอ้อรอยอดดรတရားဘယ်လိုဖြစ်တယ်လဲဆိုရင်ကျွန်တော်တို့อ่ะတိရအောင်လို့ဆိုလို့ရှင်ရွှေတပင်တစ်ချက်သားရဲ့ဈေးနှုန်း ပြီးရင်တဘဲရဲ့ဈေးနှုန်းကိုကျမတို့သိဖို့လိုတယ်။တရွေးရဲ့ဈေးနှုန်းကိုသိဖို့လိုတယ်။အဲ့တော့အခုကပစ္စည်းတစ်ခုရောင်းလိုက်လို့ရှိရင်ရှုံးလိုက်တာဆိုရင်ရွှေတစ်ကြက်သားရဲ့တန်ဖိုးကလည်းမြင့်လာတယ်။ကျမတို့ကဟိုးအရင်တုန်းကရွှေတစ်ကြက်သားမှာ၁၀သိန်းပဲရှိတုန်းကဆိုလို့ရှိရင်တဘောကအာရွှေတစ်ကြက်သားမှာ၁၆သိန်းရှိတယ်ဆိုလို့ရှိရင်တဘဲဆိုရင်ဘယ်လောက်ကြမလဲ။၁၆နဲ့စားလိုက် ဟုတ်ပြီเนาะဆိုတော့အာကျွန်တော်တို့ကရွှေတစ်ချက်သားမှာအခုဆိုရင်350ရှိတယ်ဆိုလို့ရှိရင်16နဲ့စားလိုက်ဒါဆိုတပည့်စီထွက်လာမယ်အဲ့တော့ရွှေတစ်ချက်သားကို10သိန်းလုံးကရှုံးနေအရှုံးနေရွှေတစ်ချက်သားကို350ဖြစ်တဲ့အရှုံးနေကတူမှာမဟုတ်ဘူးအဲ့တော့ပစ္စည်းတစ်ခုရောင်းလိုက်တယ်ဆိုလို့ရှိရင်အနည်းဆုံးကျွန်တော်တို့ကပစ္စည်းတစ်ခုကိုမပေးရအောင်ဆိုအနည်းဆုံး၄ရွေးရနေစပြီးတော့မှပေးရတယ် ဲ့တော့တရွေးကို9000ပတ်ချလင်မှာရှိတယ်။၄ပြီးဆိုလို့ရှိရင်ပစ္စည်းတစ်ခုဒီအ ਨੇ ဆုံးမောင်းဝင်းလေးတစ်ကွင်းပြန်ရောင်းမယ်ဆိုရင်တော့မှာ၄ရွေးဖြစ်တဲ့အတွက်ကြောင့်မလို့9လီ20နှစ်သိန်းဝန်းကျင်ရှုံးမယ်။ကျွန်တော်တို့ကဒီလိုသိရမယ်နော်။ဆိုတော့အဲ့တော့ဘလို့သိနိုင်မလဲဆိုလို့ရှိရင်တစ်ကြက်သားစင်းနှုန်းကို16နဲ့စားလိုက်လို့ရှိရင်တပည့်သားစင်းနှုန်းအဲ့တော့တပည့်သားစင်းနှုန်းကို8နဲ့စားလိုက်လို့ရှိရင်တရွေးသားစင်းနှုန်းရမယ်။ကျွန်တော်တို့ကဒါလေးကိုအလွယ်မှတ်ထားပါဘောနော်။အများကြီးညီလန်းနေရှိပေမဲ့အများကြီးတွေပြောရင်ခေါင်းရှုပ်သွားမှာဆိုလို့အဲ့တော့တစ်ကြက်သားစင်းနှုန်းကို16နဲ့စားလိုက်ရင်တပည့်သားစင်းနှုန်းအဲ့တပည့်စင်း နှုန်းကိုရှင်းနဲ့ထပ်စာလိုက်လို့ရှိရင်တရွေးသားစည်းနှုန်းရမယ်အဲ့တော့အရော့တော့က9ရွေးယူတယ်ဆိုလို့ရှိရင်တရွေးသားစည်းကို9နဲ့မြှောက်လိုက်လို့ရှိရင်ငါဒီလောက်ရှုံးနိုင်တယ်အဲ့တော့ဒီပေါက်စည်းဒီပေါက်စည်းနဲ့ပြန်ပြီးတော့မှအယောင်းဝယ်လုတ်တယ်ဆိုရင်တော့မှငါဒီလောက်ရှုံးမယ်ဆိုတာကိုသိရမယ်အဲ့တော့ကျမတို့တွေကအာတစ်ချက်သားကိုကျမတို့ကအရော့တော့က9သိန်းပို့ပေးထားရတယ်ဆိုပါစို့အဲ့တော့ရွှေစည်း9သိန်းတက်မှကျမတို့ကအရင်ပြန်ရမယ်အဲ့တော့၁၀သိန်းပေးထားရတယ်ဆိုပါစို့ရွှေသေး၁၀သိန်းတက်တော့မှကျမတို့ကအရင်ပြန်ရမယ် เนาะဒီလိုလေးလည်းသိရမယ်เนาะအဲ့တော့ရွှေဆိုင်ပိုင်ရှင်တွေရဲ့အမြတ်ဘယ်မှာရှိတယ်လဲဆိုအယောဓာတ်မှာရှိတယ်เนาะအယောဓာတ်ကိုစားခြင်းဖြစ်တယ်ရွှေဆိုင်ပိုင်ရှင်တွေကနာဆိုရင်မိကွန်းလေးဖြည့်ပေးလိုက်ပြီเนาะတူတူတုတ်တုတ်နဲ့သိရအောင်လို့မဟုတ်လို့ဒီ view လေးကတော့ရွှေဆိုင်ဒီမှာဘယ်လိုမျက်လဲအမျက်ကိုဘယ်လိုယူလဲဆိုတာကိုဘုသူသားအနေနဲ့ပြန်လည်မျက်ဝေထားတာပဲဖြစ်ပါတယ်ဗျာငငယ်ချင်းတို့လည်းဒီ video ကိုကြည့်ချင်းအဖြစ်ဘုသူသားစုံတရားရကြမယ်လို့မျှော်လင့်မိပါတယ်ဗျာ ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကတော့ဒီလောက်ပါပဲဗျာနောက်ဗီဒီယိုဖိုင်တွေမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြမယ်ဗျာ